မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါရင်ဖျားရှင်ရဲ့ကြီးစွာကိုချီးမွမ်းပါရင်ကျွန်တော်ကြီးစွာကြောင့်2025ခုနှစ်အောက်တိုဘာလ3ရက်နေ့တို့ရောက်ရှိလာပါပြီပို့ဆောင်တော်မူသောဖျားရှင်ကိုကျေးဇူးတင်ပါတယ်နေ့ရက်စင်တိုင်းကြီးစုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့အဖဖျားကျေးဇူးတင်တဲ့နှုတ်ခွတော်အဖြစ်ဒီဆောက်ဆရာဖြစ်စေပါနတ်နေတဲ့တမန်တော်ကိုကိုရောယူဆောင်ဖို့ပြပါအခုကျွန်တော်ပြောတာထက်ကိုယ်တော်ပြောခြင်းသာဖြစ်စေပါသခင်ရှုနာမအားဖြင့်ဆုတောင်းရဝေငှပါれဖျား ်အာမင်ဖြတ်ရှင်ရဲ့ခြေစော်ကိုချီးမွမ်းပါလေကျွန်တော်ဆာလန်ချန်းကိုခြုံငုံလိလာနေတာဆာလန်တက်ကနေ150တိပေါ့နော်အဲကျွန်တော်တိတိနဲ့အရာလေးတွေကျွန်တော်ခြုံပြီးနားထောင်နေတာအာအပိုင်း9ဘိုင်းနဲ့ကျွန်တော်နားထောင်တာအခု9ဘိုင်းမြောက်ကို ရောက်ပြီဖြစ်တယ်အပိုင်းတက်ကတော့နောက်ခံသမိုင်းလို့နော်အပိုင်းနှစ်ကရေးသားတဲ့ သူများအကြောင်းတို့ဆက်သဖြင့်ပေါ့ကျွန်တော်အများကြီးရှင်းပြခဲ့တယ်မနီယာဆိုလဲတာမေရှိယတကယ်ရှုခရစ်တော်ကေတင်ရှင်နဲ့ပတ်သက်ပြီးတော့ရည်ညွှန်းတဲ့ဆာလန်ချမ်းနေဒါမနီယာအများကြီးကျွန်တော်နားထောင်ခဲ့တာဖြစ်တယ်အဲဒီကနေ့ကတော့ဆာလန်တက်ကနေ150ကျွန်တော်ခြုံပြီးအဲဒီကိုးပိုင်းမြောက်ပေါ့နော်ကိုးကူးမြောက်ခေါင်းစဉ်အောက်မှာတောက်လျှောက်ကျွန်တော်နားထောင်သွားမှာဖြစ်တယ်အဲ့တော့ဆာလန်တက်ကနေ150ကိုကျွန်တော်ခြုံငုံပြီးတော့လိလာတဲ့အခါမှာ ဆာလံ1ပေါ့နော်တခုမြောက်သောဆာလံရဲ့အဓိကအချက်ကတော့ဘာလဲဆိုတော့ဖျားတရားနိုင် မွေ့လျော်သောသူမတရားသောသူအဲအဲ့ဒါသူအဓိကရေးထားတာအဲ့တော့ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲတခုမြောက်သောဆာလံမှာနော်သူမ3လုံးတွေ့ရတယ်နော်နံပါတ်1ကမတရားသောသူတွေတိုက်တွန်းခြင်းလို့မလိုက်နော်နံပါတ်2လူဆိုးတွေလမ်းနဲ့မရက်မနေနောက်နံပါတ်3မထီမဲ့မြင်ပြသောသူတွေစီဝင်နိုင်မထိုင်အဲဒီမှ3လုံးကျွန်တော် သတိထားမရက်ရဘူး နော်မလိုက်ရဘူးမထိုင်ရဘာလဲမတရားသောသူရဲ့တိုက်တွန်းခြင်းအဲဒါတို့ကဆာလံကျမ်းမှာအဓိကဖော်ပြထားဘာကြောင့်လဲဆိုတော့ဘုရားကတရားတယ်ဘုရားဖြစ်တယ်အဲ့တော့မတရားခြင်းနောက်ကိုကျွန်တော်ကမလိုက်ရဘူးမရက်ရဘူးမထိုင်ရဘူးမနေရဘူးဆိုတော့ကိုသတ်တွေ့ရတယ်နော်မတချို့ကဟာကျွန်တော်ကရက်တော့တာမဟုတ်ပါဘူးအရက်ဝိုင်းမှာတကယ်ချင်းတွေကိုအားနာလို့ဝင်ထိုင်ပြီးအမီးစားတာပါ အဲ့ဒီညမှာယံဖြစ်တာဓာတ်ထိုးမှုဖြစ်တာအဲ့အမီးစားတဲ့သူကသိရောအဲ့ဒါပါလေဆိုတော့မထိုင်တဲ့နေရာမှာသွားထိုင်လို့အရက်ဝိုင်းမှာသွားထိုင်လိုက်တယ်။ဟာကျွန်တော်ကဖဲမရိုက်ပါဘူးဖဲဝိုင်းမှာခဏမတည့်ရချီတာပါဒါပေမဲ့ရဲဝင်ဖမ်းတာသူပါပါဘော။ဟောနောက်မင်းအောင်ပြောရင်တော့ဒါကြောင့်ဆလန်ဆီယာကအသေးစိတ်ပြောထားတယ်။အမတရားသောသူနဲ့သက်ဆိုင်တဲ့နေရာမှာမထိုင်နဲ့မနေနဲ့မလိုက်နဲ့မယက်နဲ့ဘာလို့လဲဆိုတော့ဒီမတရားသောသူကတနေ့ဖွဲခဲ့သူလွတ်သွားမှာနော် ဖြောက်မှတ်တော်သူဟာလားတရားတော်သူကတော့မညိုးမနွမ်းနဲ့ဟာလားအချိန်တန်မှပွင့်တဲ့အသီးလိုသီးပွင့်ဝေစားမယ်။ဟင်းအဲ့ဒါဆာလန်တစ်ပဲ။တောက်ဒီဆာလန်တစ်ကဖျားတရားနိုင်မှုလျော်တော်သူမတရားတော်သူအဲအဲ့ဒါဆိုရှင်ပြီးတော့ဗောရလေပေါ်ပြထားတာဖြစ်တယ်။ဒါလေးကကျွန်တော်တို့သိသိတဲ့အကြောင်းအရာဖြစ်တယ်။ကဲနောက်ဆာလန်နှစ်နှစ်ခုမြောက်သောဆာလန်နှစ်ခုမြောက်သောဆာလန်ပါလေဆိုဖျားသခင်ဥုတ်ချုပ်တော်မင်း ဖရာသခင်အလိုတော်ရှိတဲ့မင်းမှာကောင်းကြီးရှိတယ်ဆိုတာအဲတောင်းဆိုဖို့ပြတာနော်တရားဖရာသခင်က ဖြစ်ပွားစေသောမင်းဖရာသခင်ကဖြစ်ပွားစေတဲ့ဘယင်နော်အဲ့ဒီဘယင်ဟာဟာလာဖရာရဲ့စကားနားထောင်ခြင်းအဲ့ဒီဘယင်စကားကိုဟာလာတိုက်သူပြည်သားနားထောင်ခြင်းအဲ့ပေါ်မှာဘာဖြစ်လဲကောင်းကြီးနော်ပြီးတော့တကယ်တော်ဝင်ပေါ့နော် royal နော်မင်းမျိုးမင်းတွေ ဘောက်ဖျားသခင်ကဘယင်နဂါတို့ရဲ့ဘယင်အရှင်နဂါတို့ရဲ့အရှင်သခင်နဂါတို့ရဲ့သခင်ဖြစ်တယ်။ဒါကြောင့်လေဒီဖျားသခင်ဥဆောင်မှုအောက်မှာရှိတဲ့မင်းအကြောင်းကိုသူကအအဓိကဆာလနှစ်မှာဖော်ပြထားတာဖြစ်တယ်။နော်ဒါလေးကိုကျွန်တော်ကသိထားဖို့ဖြစ်တယ်။ကဲနံပါတ်သုံးကတော့ဆာလံ3နဲ့4သုံးခုမြောက်သောဆာလံနဲ့၄ခုမြောက်သောဆာလံအဲ့ဒါကတော့သူကထူးခြားတယ်ဗျနက်နက်နဲ့ညက်နေအတွက်သူကဆာလံသချင်းနေ เนาะအဲ့ဒါလေးကိုကျွန်တော်ကနားလေရမယ်အဲ့ဒါလေးမပြောခင်မှာအဲ့3နဲ့4မှာเนาะမလာခင်မှာနည်းနည်းလေးပြောစရာ3ခုမြောက်သောစာလံကဒါဝိမင်းကြီးကို အပါရှလုံလို့ခေါ်တဲ့ဒါဝိရဲ့သားတော်ပုံကံနေပြအဲ့ပုံကံတဲ့အခါမှာဒီ3ခုမြောက်သောစာလံကိုဒါဝိမင်းကြီးကဆက်ဆူခဲ့တယ်ဆိုတော့သွားတွေ့ရတယ်အဲ့နားမအောင်ပြောရင်တော့သားတော်အပါရှလုံပုံကံချင်းစာလံ3 နော်ဒါတော့ကျွန်တော် type a error နည်းနည်းလေးဖြစ်လို့အဲတဲကသစ်စာအုပ်မှာမှတ်မယ်ဆိုရင်ရေးရမှာစာလံ3ဆိုတာ ਨੇ ဒါတော့အဘရှလုံကပုံကန်ခြင်းအဲကျွန်တော်အားလုံးသိတယ်အဘရှလုံဆိုတာဒါဝိရဲ့တတိယမြောက်သားလို့ပြောရင်မမှားဘူးဒါဝိရဲ့သားကြီးဆုံးကအမနုံဖြစ်တယ်ဒုတိယသားကဒန်ယီလဖြစ်တယ်ဒန်ယီလဆိုတာချင်းသိတွင်းနဲ့ကြခဲ့တဲ့ဒန်ယီလမဟုတ်ဘူးဒါဝိသားဒန်ယီလနာမည်တူတာဖြစ်တယ်ဒါဝိနဲ့အဘိဂဲလာနဲ့ညာပြီးမွေးတဲ့သားဖြစ်တယ် အဲတတိယသားကတော့ဘယ်သူလဲဆိုတော့အဘရှလုံအဲ့တော့အဘရှလုံကလည်းချောတယ်အဘရှလုံမှညမလေးတယောက်ပဲရှိတယ်တာမာလို့ခေါ်တယ်အဲ့တော့သူတို့မောင်မနှစ်ယောက်နဲ့သက်ဆိုင်ပြီး အကြီးမားတဲ့ပြဿနာလေးစံစံမှရှိခဲ့တယ်အဲ့ဒီအဘရှလုံရဲ့ညမတာမာကိုဒါဝိရဲ့သားအကြီးဆုံးအာမနောကသွားဖျက်ဆီးဘူးတယ်ဒါကြောင့်ဒါဝိရဲ့တတိယသားအဘရှလုံကဒါဝိသားအကြီးဆုံးအာမနောလိုက်တက်ပြီးတော့နောက်ဆုံးမှာ အာမနုံတည်ခဲ့ရတယ်။သုံးမွေးညက်ပွဲမှာတက်လာ။အော်ဒီရောက်ကြည့်ကြပြန်ဒီသုံးမွေးမြောက်သောဆာလံကနားလည်အောင်ပြောရင်တော့ဒီအပတ်ရှလဝံသူညမတာမာကိုဒါဝိရဲ့သားအကြီးဆုံးသားကြီးဆုံးဆိုတာအာမနုံ။အဲ့တော့အာမနုံနဲ့အပတ်ရှလုံကအဖီတူအမိကွဲ။တောင်းကြီးကိုတွေပဲဒါပေမဲ့အဖီတော့တူတယ်အမိကွဲတယ်။အဲ့တော့သူညမလေးဘက်ကမစီရင်ပေးရမလားဆိုပြီး သူ့ကိုကြီးစိုးအာမနုံကိုအဘရှလုံကတတ်လိုက်တဲ့ပြင်နောက်ဆုံးအဖေကိုပုံကန်တဲ့အဆင့်ထိရောက်သွားတယ်။အော်ဒီယောက်ကြည့်ကြပြင်ကျမ်းစာမှာဒီသုံးခုမြောက်သောဆာလဟာအဘရှလုံကဒါဝိဒ်ကိုပုံကန်တယ်။ဒါပေမဲ့ဒါဝိဒ်ကဖျားနဲ့သွားတဲ့အခါဒါဝိဒ်ဘက်မှာပဲဘုရားသခင်ကပြန်ရက်တည်တယ်ဆိုတာကိုသွားပြီးတော့ဗာဖြစ်လေတွေ့ရတာဖြစ်တယ်။နော်။ဒါလေးကကျွန်တော်တို့အသိဖို့ဖြစ်တယ်။ဒါကြောင့်ဟလာဒါကြောင့်လေဒါဝိဒ်ကဟလာဒီဒီအကျုံးလေးဝင်တယ်။ ဆလံ3400နနက်နဲ့ညနေသချင်းဆိုဟာလာဒါဝိကအဘရှလုံးဘလောက်ပုံကံပုံကံညတိုင်းအိပ်ပျော်တယ်တဲ့နနက်ဆိုနိုးထားတယ်တဲ့အဲအဲ့မှလေးရေးထားတယ်သုံးခုမြောက်သောဆလံဒါကြောင့်ဒီဟာအကျုံးလဲဝင်တယ်ဟောဒါကြောင့်ဆလံ3400ဟာ၃ကတော့အဘရှလုံးပုံကံသလို၃နဲ့၄နှစ်ခုလုံးပေါင်းရင်နနက်နဲ့ညနေဆလံသချင်းတွေဖြစ်တယ်။မတူမှာဘလောက်ပူပင်မှုတွေရှိရှိဒါဝေးမနတိုင်းနိုးထားတယ်။ညတိုင်းအိပ်ပျော်တယ်။ညတကောင်မှဖျားကိုဆုတောင်းတယ်။ အနားလေအောင်ပြောရင်တော့ပူပါနာတွေဘလောက်ရှိရှိသူနဲ့ဖယားနဲ့အဆက်အသွယ်အမြင်ရှိတယ်တာဝသူပြောကြတယ်ဟောဒီကနေ့ကျွန်တော်ကလည်းစင်ကျင်စရာကတဲ့မှာစိတ်ပူစရာတွေယောဂါတွေပူပါနာတွေဘလောက်ရှိရှိသင်နဲ့ဖယားနဲ့အဆက်အသွယ်မပြတ်နဲ့ပြဿနာရှိတာရှိတာပဲဒါပေမဲ့ဖယားမပြောက်စေနဲ့ပြပြောမယ်ပြဿနာဘလောက်ရှိရှိဖယားမပြောက်စေနဲ့ဟုတ်ခရတော်တော်များယုံကြည်သူတော်များပြဿနာရှိလာရင်ဖယားမရှိတော့တဲ့အတိုင်းစိုးရင်စိတ်ကဝင်တာအဲအဲ့ဒါတတိထား ဒါဝိကအဲ့လိုမျိုးမဟုတ်ဘူးအဲအဲ့ဒါတွေကိုဆာလံ3နဲ့4မှာရေးထားတာဖြစ်တယ်ဒါလေးကိုကျွန်တော်ကဆင်ခြင်မှုဖြစ်တယ်ဒါကြောင့်3ခုမြောက်သောဆာလံနဲ့4ခုမြောက်သောဆာလံဆိုတာဆာလံ3ဆိုတာအပါရှလုံးကဒါဝိကိုဘာဖြစ်လဲပုံကန်နေဒါပေမဲ့လေဒါဝိကညာတိုင်းအိပ်ပျော်တယ်မနက်တိုင်းနိုးထတယ်ဘာကြောင့်လဲဆိုတော့ဒါဝိနဲ့အတူဖျားသခင်ရှိတယ်ပုံကန်နဲ့အပါရှလုံးနဲ့အတူဖျားမရှိ မရှိတဲ့ကမှာသူ့ဖေဟူတာသူကပုံကန်ပြီးနန်းသိမ့်ထားတာ အဘစလုံးကြတော့ညာတိုင်းအိတ်လို့မရအောင်မနက်တိုင်းနိုးထခြင်းခွင်သိပ်မတွေ့ရအောင်အက်ကွာသွားတယ်အဲ့တော့နားလည်အောင်ပြောတော့လူမြန်မာနိုင်နေတာတော့အဘစလုံးကအဖေကိုဒုက္ခပေးပြီးအဖေဖြစ်တဲ့ဒါဝိကတော်ရရှောင်နေတာလူမြန်မာနိုင်နေတာအဘရှလုံးနိုင်နေတာဒါပေမဲ့ဘုရားသခင်ရှိမှာတော့အဘရှလုံးရှုံးနေတယ်။ပေါင်းလိုက်အဘရှလုံးကဘုရားနဲ့ဆက်သွယ်မရှိဘူး။ဒုက္ခရောက်နေတဲ့ဒါဝိကဘုရားနဲ့ဆက်သွယ်ရှိတယ်။ ်အော်ဒီနေ့သင်သက်တာမှာအဆင်ပြေလားဒုက္ခရောက်နေလားအရေးမကြီးဘူးဖះရနဲ့အဆက်အသွယ်ကောင်းနေဖို့ကပိုအရေးကြီးတယ်ဆိုတော့အဲဒါလေးကိုကျွန်တော်ကအားပေးချင်တယ်နောက်တစ်ကြောင်ဒီဆာလံ3နဲ့4ကဆာလံ3ဒီအဘရှလုံကဒါဝိတ်ကိုပုံကန်တယ်လို့ဒါဝိတ်ကနေ့ညနနက်တိုင်းညနေတိုင်းမှာ ဖယားနဲ့သူနဲ့အဆက်အသွယ်ရှိနေကြောင်းဖယားရဲ့ကောင်းမြတ်ခြင်းကသူ့ပေါ်မှာရှိနေကြောင်းသူအဲ့ဒါတွေကိုရေးထားတာဖြစ်တယ်။ဒါကြောင့်နတ်နဲ့ညံ့နေသခြင်းများသည်ဟလာဒီဆလံ3နဲ့4မှာသွားပြီးတွေ့ရမယ်။အဲ့တော့ဆလံ3မှာဆိုကြတဲ့ချက်လေးဖတ်ပြခြင်း ਨੇ အဘချက်လုံးလောက်ပုံကံမြင်မဲ့သူပါရေးထားလေဆိုတော့၃ခုမြောက်သောဆလံပိုက်ငယ်9မှာသာရဖျားသည်ငါ့ကိုမဆသောကြောင့်အိပ်၍ပျော်သောအခွင့်နှင့်노ခြင်းအခွင့်ရှိတယ်။ ငါကိုရံပတ်ပြု၍ရံသူအထောင်တောင်းကိုငါမကြောက်ပဲနေမိတောက်ကုမြောက်သောဆာလံပိုက်ငယ်9အနေ6ဟောပြောချင်တာဘလောက်ပဲသူမှဒုက္ခရှိရှိတဲ့အိပ်ပျော်တယ်တဲ့နှုတ်ထခြင်းခွင့်ရှိတယ်တဲ့ရံသူဘလောက်ဝိုင်းဝိုင်းငါမကြောက်ဘူးတဲ့ဘာကြောင့်လဲငါဖျားသခင်ကိုပဲကြောက်တယ်တဲ့อืมအဲ့ဒါတောက်ကုမြောက်သောဆာလံမှာဒါဝိကရေးထားတယ်နောက်၄ကုမြောက်သောဆာလံမှာလည်းဟလာအငယ်9ကိုကြောက်ဖတ်ပြမယ်နော် တို့၌စံစဘာသပြည့်ရေပေါများ၍သူတို့ဝမ်းမြောက်ခြင်းရှိသည်ထက်အကျွန်ုပ်ကိုသာ၍ဝမ်းမြောက်စေတော်မူ၏ဒါဝိရေးတဲ့အရာတွေကအတော်လေးအံ့ဩစရာတော့ကောင်းတယ်နော်အဲ့တော့သူတို့တွေကတော့စံစဘာတွေဘာတွေညာတွေရှိလို့ဝမ်းမြောက်နေတာပါတဲ့ဒါပေမဲ့ကျွန်တော်မှဘာမှမရှိပေမဲ့ကိုရောရှိလို့ဝမ်းမြောက်တယ်အဲ့ဒါဒီ၃ခုမြောက်သောဆာလံနဲ့၄ခုမြောက်သောဆာလံနတ်နတ်နဲ့ညက်နေသခြင်းများဖြစ်ပါတယ် အဲဒါလေးကကျွန်တော်လုံးဝတိတ်တိတ်သိတဲ့အကြောင်းရလေဖြစ်ပါတယ်။ကဲနောက်ငါးခုမြောက်သောဆာလံငါးခုမြောက်သောဆာလံဘာလဲဆိုဖျားနိုင်မွေလျော်သောသူရဲ့ဝမ်းမြောက်ခြင်းအဲဒါလေး तू ကဒါနာနဲ့ဆိုရင်ဖျားကကျွန်တော်စကားကိုနားထောင်တယ်တဲ့ဖျားကျွန်တော်စကားနားထောင်တော့ကျွန်တော်မှာဝမ်းမြောက်ခြင်းနေရှိတယ်။ဘာလို့ကျွန်တော်ကလည်းဖျားစကားနားထောင်နေတယ်တဲ့အဲဒါကို तू ပြောတာ ဒါလေးကိုကျွန်တော်ဖတ်ပြမယ်ငါးခုမြောက်သောဆာလံပိုက်ငယ်၅မှာအိုထာရဖျာနနခါကျွန်ုပ်စကားတန်ကိုကြားတော်မူရပါ၏နနခါကိုတော်ကိုမျက်မှောက်ပြု၍မျှော်လင့်ပါမည်ဟောဒီအောင်ကြည့်ကြံဖြင့်ဒါဝိမှာပတ်ဆံရှိလို့ရွှေငွေရှိလို့ယာရုရှိလို့စီးစိမ်ရှိလို့ဝမ်းမြောက်နေတာမဟုတ်ဘုရား၌မွေ့လျော်နေလို့သူပါဖြစ်နေတာလေဝမ်းမြောက်နေတယ်ဆိုတာကိုဒါဟလာဒီငါးခုမြောက်သောဆာလံမှာဒါဝိကအတိလင်းသူ ဖော်ပြထားတယ် ။ဟောဒီအောင်ကြည့်ကြပြင်သစ်မှာအချားရာရှိမှဝမ်းမြောက်တတ်တဲ့အသက်တာမျိုးမဟုတ်ဘဲဖျားရှိနေရင်မွေ့လျော်နေရင်ဖျားနဲ့မွေ့လျော်နေရင်ဝမ်းမြောက်ခြင်းရှိတဲ့အသက်တာရှိမှစစ်မှန်တဲ့ဝမ်းမြောက်ခြင်း rejoice in the lord ပြောကြတာဖျား၌ပဲဝမ်းမြောက်လေဆိုတော့ဘုသွားတွေ့ရတယ်နော်ဒါကြောင့်ဖျား၌ဝိမွေလျော်သောသူရဲ့ဝမ်းမြောက်ခြင်းကြောင့်ကိုငါးခုမြောက်သောဆာလမှာရေးထားတယ်ကဲဟုတ်ပြီ၆ခုမြောက်သောဆာလာ ၆ခုမြောက်သောဆန္ဒတော့ဘာလဲဆိုတော့ဒုက္ခပြဒနာရောက်တဲ့အချိန်မှာစိုးရင်ကြောက်ကြတယ်နော်ဘာတစ်ခါဒီမှာဟာဒုက္ခပြဒနာတွေရောက်တဲ့အခါမှာဆိုရင်ကြောက်ကြမှုတော့ရှိပေမဲ့တိဒုက္ခပြဒနာတွေကိုဖျားသခင်ပဲဖြည့်ရှင်းပေးပါလေတဲ့လူဖြစ်ကြောင့်ဆိုရင်ဉာဏ်လည်းရှိတတ်ပါလေတဲ့ဒါပေမဲ့တကယ်ဖြည့်ရှင်းပေးတာဘာလို့လဲဖျားပဲတဲ့မကြောက်ငါငိုကျွေးခြင်းတောင်ဖျားချားတယ် 啊！吃过面之后，上来不硬，吃过之后不软。没得，没得，别说都把那牙他妈拍掉着。那我觉着这，那我觉着，但我头一回拍着了没？而你要这些片的产业的，哈啦，生产产业的，讲究些个，都嘛西面别个那阿罗公司不亚那玩的毛高呢？大概你讲嘛，别个那我闻看你的眼里是的呢？大概有个我闻看的，别个那我闻看的。 ကြောင်ကြခြင်းတွေဝန်ခံတယ်သူကြတော့မဟုတ်ဘုရားနာမနဲ့မောင်းထုတ်နေတာနောက်ဒီကနေ့6ခုမြောက်သောဆာလာဟိလို့ပြောတာ ਨੇ အနစ်ချုပ်ဆင်ခြင်းစရာတင့်မှာပြဿနာတွေဘလောက်ရှိရှိဘသူနာမနဲ့ပဲမောင်းထုတ်ရမလဲဘုရားနာမနဲ့ကြောက်ပြီနောက်နံပါတ်6နံပါတ်6ကတော့ခုနှစ်ခုမြောက်သောဆာလာအဲ့ဒါပါလဲဆိုတော့ BMI မျိုးသားခုရှဆိုတာနော်သူကဒါဝိတ်မျိုးဒါဝိတ်မင်းကြီးကိုဟလာဒါဝိတ်ကိုဒုက္ခပေးတာနော်နားလည်အောင်ပြောတော့ဒီ BMI မျိုးသားခုရှကဟလာရှောလူ ဒါဝိကိုလိုက်တက်တဲ့အချိန်မှာဒါဝိဗမာရှိလဲသတင်းပေးခြင်းသူဒီမဟုတ်ပဲနဲ့ရှောလူကိုတဖက်လဲနဲ့ဒါဝိကိုဖမ်းလို့ရအောင်ကူညီပေးခြင်းအဲဒီလိုမျိုးဖြစ်နိုင်တယ်။နောက်ဒီဘေးမင်းမျိုးသားကုရှဒုက္ခပီးတဲ့အခါမှာဒါသရဖျားရှိမှဒါဝိကဆက်ဆိုတဲ့ဆာလာခုနကခုမြောက်သောဆာလာဒါပေမဲ့ဒုက္ခပီးတဲ့သူတွေကပဲရှုံးနေသွားတယ်ဒါဝိကိုဖျားသခင်ကနိုင်ခြင်းခွင့်ပေးတယ် အဲ့နာကိုခုနှစ်ခုမြောက်သောစာလပိုင်းငယ်18မှာဒီလိုရေးထားတယ်ကြောဖတ်ပြငါမူကားထောက်ပြားဤတရားသောအမှုတော်ကိုချီးမွမ်း၍အမြင့်ဆုံးသောထောက်ပြားဤနာမတော်ကိုထောပနာခြင်းဆုမယ်ငါတော့လည်းဘုရားကိုပဲချီးမွမ်းပါတယ်ငါ့ကိုဒုက္ခပေးတဲ့သူတော့သူလွတ်ထွက်သွားမယ်အနားလည်အောင်ပြောရင်တော့ဘုရားသခင်ငါ့ကိုပဲမျက်နှာသာပေးမယ်လို့ပြောချင်တာပဲအင်္ဂလိပ်လိုဆိုရင်တော့ God's favor နော် God's favor နော်အဲ့တော့ဘုရားသခင်ရဲ့မျက်နှာသာပေးခြင်း ဥမာယောသတ်ဆိုရင်သူများနိုင်ငံရောက်တဲ့အခါသူကနှိတ်ကုတ်ခံရတယ်ကျွန်။ဒါပေမဲ့သူဘုရားနဲ့အလွန်သွားတဲ့အခါမှာဒီဖာရောရဲ့ဘရင်ဖာရောဘရင်ရဲ့အိမ်မက်ကိုဘာသာပြန်အနက်ပြန်လိုက်တဲ့အခါတကယ်တော့ရွှေတွေငွေတွေပေးလိုက်ပြီးတာပဲ။ဒါပေမဲ့ဘရင်ငံဖြစ်ပြီးရအောင်ဘုရားလုပ်လိုက်တယ်။အဲ့ဘာလဲဆိုယောသကိုဘုရားကမျက်နှာသာပြီးပိုက်။ဟောဒီအောင်ကြည့်ကြပြီ။ဒီနေ့ online ကနေကြည့်ရှုတဲ့ဓမ္မပရိသတ်များသင်ဘုရားနဲ့သွားသင်ဘုရားကမျက်နှာသာပြီးဘသူကမှသင်ကိုဒုက္ခပေးလို့မရအောင်ဘုရားကရဲ့လက်တော်က ွဲကားခြင်းရှိနေတယ်ဆိုတာကိုဒါခုနှစ်ခုမြောက်သောဆာလောင်ဖိုက်ကျွန်တော်အမှသွားတွေ့ရဒါကြောင့်ဒီ BMA မျိုးသားကုရှတဝိကိုတို့ကနေပြီးတာဒါပေမဲ့ဖျားခင်မျက်နှာလာပြီးကျန်ဒါဝိရှင်မှရှိတဲ့အခါမှာကုရှရှုံးသွားတယ်ဒါဝိနိုင်တယ်ဆိုတာကိုသွားတွေ့ရတယ်ကဲနောက်ရှစ်ခုမြောက်သောဆာလောင်ရှိခုမြတ်သောဆန္ဒပါလေဆိုဘုရားသခင်ဘုံတရေနဲ့လူဤကုံအတေဘုရားသခင်ရဲ့ဘုံတရေနဲ့လူရဲ့ကုံအတေကိုရေးထားတယ်။အော်နားလည်အောင်ပြောရင်တော့ဟာလား ဖယားသခင်ဟာလူသားကိုချစ်လွန်းလို့เนาะတပါးဒီရောသားတော်ယေရှုကိုဆေလွတ်ပြီးလာခဲ့လူဟာဘာမို့လို့ဒီဖယားသူ့ရဲ့သားတော်တော်နှုတ်ရတာလဲဟောနားလည်အောင်ပြောတော့လူဖယားရဲ့ဘုံအသေးနဲ့လူရဲ့ဂုံနဲ့ကဘယ်လိုမှရှင်လို့မရလူရဲ့ဂုံအသေးဆိုတာတနည်းပျောက်သွားနိုင်တယ်ဒါပေမဲ့ဖယားသခင်ရဲ့ဘုံကြီးခြင်းဆိုတာဘယ်တော့မှမပျောက်တော့လောကကြီးမှာဘုံနဲ့ဂုံနဲ့မတူဘူးတဲ့ 公司啊，走路都要的。我先公司嘞，别人先公司嘞，对吧？我表演，别人表演，好了，事情表演工作得了，对吧？工作的是怎么了嘛？不然司机没司机，爸妈没司机，他也是保证的事，耽误工作。 ဒါကြောင့်ဘုရားခင်ရဲ့ဘုံအတရေနဲ့လူရဲ့ဂုံအတရေကိုအဲ့မှာပါဖြစ်တာလေပေါ်ပြထားတယ်ဒါကြောင့် तू ကဘာမှမဟုတ်ဘူးဆိုတော့အဲဒါဒီရှစ်ခွမြောက်သောဆာလအပိုက်ငယ်၄မှာเนาะကြောက်ဖတ်ပြမယ်လူသည်ဘယ်သို့သောသူဖြစ်၍ကိုတော်သည်အောက်မိတော်မူရသနည်းလူသားသည်ဘယ်သို့သောသူဖြစ်၍အချိရှုကြွလာတော်မူရသနည်းသောလူကဘာမလို့လဲတော့ကိုတလောက်ချင်းမြတ်တဲ့ဖေကသူ့တပါးကြီးတော်သားတော်တော်လှုပ်ပြီးကြရတာလေတဲ့။အင်းအဲ့တော့ဒါကြောင့်လူကဘာမှမဟုတ်နဲ့သိမ့်မယ်။ အဲဒါကိုဆက်လန်ဆရာမိမောင်းထိုးထားတယ်တကယ်လို့ကျွန်တော်တို့ကလူတွေကအဆင်ပြေသွားရင်ကိုကိုထင်သင့်တာသွတ်ထင်နေကြတကယ်တော့ဘာမှမဟုတ်ဘူးဒါကျွန်တော်ပြောရမုံတော့ဆက်လန်ဆရာပြောတဲ့အရာကိုရှင်းပြတယ်အဲကျွန်တော်တို့တကယ်လို့ကိုကိုသိထင်မိသွားရင်အဲ့ဂျမ်းပိုက်ပြန်ဖတ်ရှိခုမြောက်သောစာလံပိုက်ငယ်လေးလူသည်ဘယ်သို့သောသူဖြစ်၍ကိုတော်သည်အောက်မိတော်မူရသည်လူသားသည်ဘယ်သို့သောသူဖြစ်၍အကြည့်ရှုကြွလာတော်မူရသည်သူကိုကောင်းငင်နှမတို့အောင်း၌အနှဲငယ်နှိမ့်တော်မူ၏ နော်နှိမ့်ထားတယ်။ကောင်းကင်မှာတော့အောက်မှာတော့နှိမ့်ထားပါတယ်တဲ့လူကတကယ်တော့ဘာမှမဟုတ်ပါဘူး။ဒါပေမဲ့ကောင်းကင်မှာတော့အောက်မှာနှိမ့်ထားတယ်လို့ပြောတော်ညာလေလူကကောင်းကင်မှာတထူးခြားမှုရှိတာဘုရားသခင်ရဲ့တဏ္ဍရှိတယ်အဲအဲ့ဒါကိုရကောင်းကင်မှာဆိုဒူးဆိုင်မလို့ဒါကြောင့် तू ကဘုရားရဲ့စေတမန်ဖြစ်တယ်လို့သူတို့ပြောရရသူတို့ရဲ့လှုပ်ဆောင်ချက်တွေကသူတို့တဲမှာဒူးဆိုင်မရှိတဲ့ကြောင့်အကုန်ထမြောက်တယ်ပဲဘာကဒူးဆိုင်မလို့ ါပေမဲ့လူကြတော့ဖျားသဏ္ဍာန်ပါပြီးဒူးစရိုက်လုတ်တဲ့အခါမှာကောင်းကင်တပံလောက်ပါဝါမရှိဘူးဖြစ်တယ်တအားပြောချင်ကျွိုက်ကြမေးသိမ့်နားမလဲဟာသူ့ကောင်းကင်တပံတို့အောင်းနိုင်နှိမ်ချတယ်ဆိုတော့ကျွန်တော်တို့လူသားတွေကကောင်းကင်တပံအောင်းမှာရောက်နေတာလားကျွတ်ခဏခဏမေးတယ်ကဲအဲဘယ်တော့ရှင်းပြတာဟုတ်တယ်လူကဘုရားသဏ္ဍာန်ရှိကြအောင်ကောင်းကင်တပံအောင်းမှာမရှိကောင်းကင်တပံအထက်မှာပဲရှိတာတိုးတော်ညာလေလူကဒူးစရိုက်လုတ်တယ် ဖယားသတန်းလာရှိဒါပေမဲ့ဒူးစရိုက်လုတ်တဲ့အခါမှာဖယားသခင်ကလူနဲ့အလုတ်လုတ်ချင်ပေမဲ့ဒူးစရိုက်ခံတဲ့အခါသိတ်လုတ်ရတာခတ်နေတယ်။တောင်ဖယားကဘယ်သူနဲ့ပူပြီးအလုတ်လုတ်ကောင်းကင်ကမှဆေလုတ်ပြီးလုတ်လုတ်ကောင်းကင်ကမှဒူးစရိုက်ခင်းတယ်။ဒါပေမဲ့ဖယားသခင်ကသူ့စကားနားထောင်တဲ့သားသမီးနဲ့တော့ကောင်းကင်ကမှထတ်တောင်ပူအလုတ်လုတ်တယ်ဆိုတာကိုသွားတွေ့ရတယ်။ဟာဒီကနေ့သင်ဟာဖယားနဲ့အလုတ်လုတ်ချင်ရင်ဖယားစကားနားထောင်ဖယားကသင်နဲ့အလုတ်လုတ်ချင်ဖယားစကားနားထောင်ဒူးစရိုက်ခင်းတဲ့အသက်တာနဲ့အသက်ရှင် ဖျက်ခင်မနစ်သက်တဲ့အရာဖေရှားဖျက်ခင်တင်နဲ့ပူပြီးအလုလုံနေမယ်ဆိုတော့သွားတွေ့ရတယ်ဒါကြောင့်လူကိုကောင်းကင်မှာအောက်နှိမ့်နေဆိုတာကလူကဒူးစရိုက်ရှိနေတယ်ကောင်းကင်မှာဒူးစရိုက်ကင်းရတယ်တကယ်တော့ဖျက်ခင်ဖန်ဆင်းတဲ့တတန်းလူမှရှိတော့သူကောင်းကင်မှာထပ်ပူပြီးထူးခြားဖို့ရှိပြီးသားဒါပေမဲ့ဒူးစရိုက်ကြောင့်ဟာလားကောင်းကင်မှာအောက်မှာရောက်နေတာအဲဒါလေးကိုကွဲပြားစွာနားလေဘူးဒါပေမဲ့ကောင်းကင်မှာတထူးခြားတာလူပဲဘာကြောင့်ဖျက်သဏ္ဍာန်ပါနေလဲ ကောင်းမြတ်မှာမှာဘုရားသခင်မရှိလူမှာဘုရားသခင်ရှိဒါလေးကိုကျွန်တော်နားလဲအဲ့ဒါရှစ်ခုမြောက်သောဆာလမတိချရေးထားတာဖြစ်တယ်ကဲအခု၉ခုမြောက်သောဆာလနဲ့၁၀ခုမြောက်သောဆာလအဲအဲ့ဒါပါလေဘုရားသခင်ကဖိနှိပ်ခံသောသူများဘက်ကနေစစ်တိုက်တယ်အဲအဲ့ဒါ၉ခုမြောက်သောဆာလနဲ့၁၀ခုမြောက်သောဆာလကိုဖိုင်ကျွန်တော်အဲ့ဒါတွေ့ရတယ်နော်ရတဲ့သူများတွေဘလို့ပဲအနိုင်ချက်ပါစေသင်ဘက်ကနေဖျားကြီးတိုက်ပေးမယ်တဲ့ယောဂအနိုင်ချက်လားဖျားကြီးသင်ဘက်ကတိုက်ပေးမယ် အခြားຢာတွေကအနိုင်ကျင့်လာဖျားပြန်တိုက်မယ်တင်းမကတိုက်မယ်ဘောင်းလဲဆိုတော့တင်ကဖျားဘက်မှာရှိနေလို့အဲအဲ့တော့ရေးရေးထားတာဒါကြောင့်ဖျားကက်ဒီဖိနှိတ်ခံရသောသူတွေအားလုံးဘက်ကနေဆိုဘာလို့နေတယ်စီရင်နေတယ်သူသူဟလာလှုပ်ဆောင်ပြီးနေတယ်ဆိုတဲ့အကြောင်းအရာတွေကိုဒါကိုကုမြောက်သောဆာလန်နဲ့အပိုင်ငယ်ဟိုစေကုမြောက်သောဆာလန်ရဲ့ဒီအရာတွေမှာပေါ်ပြထားတယ်နော်တောင်ဒီကိုကုမြောက်သောဆာလန်ဟာတကက်ထူကြတဲ့ ဆာလံချမ်းဖြစ်သလို10ခုမြောက်သောဆာလံလည်းတကယ်ထူးခြားတဲ့ဆာလံချမ်းဖြစ်တောင်း10ခုမြောက်သောဆာလံနော်အပိုက်ငယ်18ကျော်ဖတ်ပြမယ်နော်ဘုရားသခင်ဘလောက်တောင်အဲ့ဒီဖိနှိပ်ခံတဲ့သူတွေဘက်ကနေစစ်တိုက်ပေးလဲဘလောက်တောင်မှအဲ့ဖိနှိပ်ခံတဲ့သူဘက်ကရက်တီလဲဆိုအဲ့မှာတိကျရေးထားတယ်10ခုမြောက်သောဆာလံပိုက်ငယ်18စင်းရင်သားသူတို့စင်းရင်သားကိုသူဤမြေမတဖန်မနှင်ထုတ်မိအကြောင်း မိဘမရှိသောသူနှင့်ဆင်းရဲခံရသောသူတို့ကိုတရားပေးခြင်းကနားတော်ကိုဖွင့်တော်မူ၏အဆင်းရဲသောဟိုတဲ့သူမြင်ရနေမောက်ထုတ်လို့မရအောင်မိဘမရှိသောသူရဲ့ညင်းစေခြင်းခံရတဲ့အခါမှာအဲဒီသူတွေဘက်ကတနည်းပြန်စီရင်ပေးဖို့ဗျာကနားဆွင့်နေတယ်အဲဘမှာရေးထားလေစေကုမြောက်သောဆလံပိုင်း16ကိုဖတ်တွေ့ရအောင်အော်ဒီယာရီကိုကြည့်ခြင်းအဖြစ် ဖျားသခင်ကဖိနှိပ်ခြင်းခံရတော်သူတွေဘက်ကနေအလွန်တရာမှယက်တည်ရဲဆိုတာကိုတော်တူရဒီနေ့သင်ရဘလောက်ပဲဖိနှိပ်ခြင်းခံရပါစေသင်ဘက်ကနေဖျားသခင်ယက်တည်သည်၍ငါတို့ဘက်၌ရှိတော်သူဟာလောကဘက်၌ရှိတော်သူတသာ၍ရှိတယ်ဒါကြောင့်ဒီနေ့သင်ပြဒနာဘလောက်ကြီးလဲအဲ့ဒါအလုံးထက်ဖျားသခင်ပူကြီးတယ်တယောက်တင်ဘုရားသခင်ဘက်ကသာယက်ဒီပါသင်ပြဒနာ အားလုံးကိုထူကြည့်မြတ်တဲ့ဘုရားကဝင့်ဖြစ်ရှင်းပေးသွားမှာ ဖြစ်တယ်ဆိုတော့အပေးကြီး နေကုန်ချုပ်လို့လေကျွန်တော်ရုပ်ချင်းစကိုင်းဖြတ်ရှစ်တာပြီကောင်းချီးပေးပါစီတကြောင်ကျွန်တော်ဆာလန်တစ်ကနေဒီနေ့30တိပြီးပြီနောက်နေ့ဒီမှာ30ဆက်တစ်ကနေ20တရက်ကိုကျွန်တော်10ခန်းစီအလိုနားထောင်ရင်တရက်90ကိုကျွန်တော်ချုံပြီးတော့သဘောပေါက်သွားမယ်ဒါကျွန်တော်ချုံလိလာတာလေ detail လေးလာရင်တော့ detail အများကြီးပြောစရာရှိတာပေါ့ဘာပြောပေါ့တစ်တစ်ကနေ150ကိုချုံပြီးနားလေသွားဖို့ ဖျားသခင်ကတင့်ပေါ်မှာအကျဉ်းစီရှိမယ်ဆိုတာယုံကြည်ပြီးဒါကြောင့်လည်းဖေဟာဒီနှုတ်ဝတ်တော်ကိုကျွန်တော်ကျွန်မအတူတကွာလိလာဆင်ခြင်ခွင့်ပေးတာဖြစ်တယ်။ဒါကြောင့်လည်းဒီကနေ့တက်ကနေ30တိကျေရှုခွန်အားယူတော်သူအားလုံးကိုကျေးဇူးတင်သလိုအဲကျွန်တော်တို့နောက်နေ့တွေမှာတော့30ကနေပြီးတော့ကျွန်တော်တို့เนาะအာဆက်ပြီးတော့ကျွန်တော်တို့နားထောင်သွားမှာဖြစ်ကြောင်းပေါ်ပြသလိုဖြစ်ဆွကျင်ညာစရာတော့နတ်ဖာနနတ်အဲကျွန်တော်တို့ 6နာရီမှာကျွန်တော်ကြရင်ယူခြင်းနဲ့ချင်းတော်မှာအာယုံဝပြုကိုပဲခြင်းရှိပါတယ်။ဘွဲ့တော်မင်္ဂလာလေးရှိပါတယ်။နှစ်ဖန်အောက်တိုဘာလရဲ့ပထမဆုံးစနေနေ့ဖြစ်တယ်လို့အပေါ်တော်မင်္ဂလာလေးကျွန်တော်ပဲဦးဆောင်သွားမှာဖြစ်တယ်လို့နောက်ဘက်တော်လည်းကျွန်တော်ပဲဝင်ညသွားမှာဖြစ်တယ်အားလုံးကိုကျွန်တော်တွေးစွာကျေးဇူးပါတယ်နောက်ကျွန်တော်လာမယ့်တနင်္ဂနွေနေ့9ရက်နေ့ပေါ့နော်9ရက်10လ2025နေ့9နိုင်ရက်နေ့17နိုင်ခွဲအတွင်းမှာကျွန်တော်တို့ကျောင်းရင်းယူခြင်းနဲ့ချင်းတဲ့တော့မှာ World Communion Sunday နောက်ကပပွဲတော်နေ့ဝပြုကိုယ်ခွင့်ကျွန်တော်ရှိပါတယ် အဲအဲ့ဒီမှာလည်းကျွန်တော်တို့ tree ဆိုတာချိုးဆိုတဲ့ချောပဲနှစ်ွက်တော်ဝင်ငှမှာဖြစ်တယ်။အဲတိသရှင်ဆောအောင်မျိုးတိသရှင်ဆိုင်ဝီရန်တို့ရဲ့ချီးမွမ်းခြင်းတွေလည်းကြောက်ကြရမယ်။ Praise and worship leader ဖြစ်ဆက်သောတာကြီးကိုဥဆောင်ပေးမှာဖြစ်တယ်။အဲ့တော့ကျွန်တော်တို့အဲ့ဒီချီးမွမ်းခြင်းနဲ့တူခရိုင်လိုပဲဥပ္ပုကိုယ်ခြင်းကိုကျွန်တော်ဝမ်းမြောက်စွာဖြင့်သခင်ဖျားရဲ့ပွဲတော်မင်္ဂလာဝန်စားအောက်မေသတိရပြီး ဝင်စားကြမှာဖြစ်တယ်။ဒါလည်းကျွန်တော်တို့ထွေးစွာဖြစ်ကျေစုပါတယ်။အဲအဲ့ဒီမှာတော့ကျွန်တော်နေနဲ့ပြပပြိသက်တွေကိုတော့ဒီ page ကနေအဲ live feed ပေးမှာဖြစ်ကြောင်းဖော်ပြသလိုနောက်တင်းလာနေ6ရက်နေ့6ရက်10လ2025ပေါ့နော်သတင်းချုပ်လာပြီနေလဲเนาะကျွန်တော်တို့ဖြစ်ပါတယ်သတင်းချုပ်ကာလလည်းဖြစ်တယ်ရုပ်ပိတ်ចောင်းပိတ်တဲ့နေ့လည်းဖြစ်တယ်ဒါကြောင့်ကျွန်တော်နည်းနည်း9နိုင်ညနေ3နိုင်အထိကျွန်တော်ရေဆရာတော်ထွန်းထွန်းလင်းနဲ့ professor doctor ဆေးဦးအောင်ထွန်းသက်တို့เนาะ3ယောက် အဝင်ခမှာဖြစ်တယ်ကျွန်တော်နေ့ရောက်ကျွန်တော်နဲ့ဆက်တော့ထွန်းထွန်းနေရတော့ဥပီးเนาะနာခံခြင်းနားထောင်ခြင်းနဲ့ပတ်သက်ပြီးเนาะနားထောင်ခြင်းစီဥထောပတ်ထတောင်းသိုးဒီစီဥထတောင်းတာ၍ကောင်းတယ်ဆိုတော့နားထောင်ခြင်းဘလောက်တောင်ရေးကြည့်တယ်เนาะအဲ့ဒီမှာကြားရမယ်ဖခင်စကားနားထောင်တဲ့သူနဲ့နားမထောင်တဲ့သူကဘယ်လိုကွာကလေးဒါကိုကျွန်တော်နားထောင်အောင်မှာဖြစ်တယ်နေ့လေလေ lunch ကျွန်တော်ပြင်ဆင်ထားပါတယ်အညနေပိုင်းနေ့လေတခွဲကနေ3နိုင်ခွဲ3နိုင်အတွင်းမှာတော့စေကြီးဒေါက်တာအောင်ထွန်းသက်ရဲ့ အဲသူပြကျွန်တော်တို့ကောင်းတဲ့အပေါင်းလက္ခဏာတွေเนาะတွေးတောပြီးတော့เนาะအကောင်းဆုံးပြောဆိုပြီးเนาะလှုပ်ဆောင်ရင်အဲ့ဒီအပေါင်းလက္ခဏာနဲ့ဆိုင်တဲ့အဖြေတွေကိုကျွန်တော်တို့အဲ့လက်တွေ့မြင်တွေ့ခံစားရမှာဖြစ်တယ်ဒီကောင်းစဉ်အောင်မှာအနားထောင်ရမှာဖြစ်ပါလိမ့်ဒါကြောင့်ဒါလေသူပြနွေထွေးဆိုဖြစ်ကျွန်တော်တို့အကျိုးစုလိုပါလေဒါကြောင့်ဒါမဲ့ဒီ6ရက်နေ့ကတည်းကအသက်လောင်ရှေ့ကြောင့်ကျွန်တော်တိတ်အဲ့6ရက်နေ့ညနေ live service 3နိုင်ခွဲရက်နာမှာဖြစ်တယ် နောက်ကျွန်တော်အင်္ဂါနေ့9ရက်နေ့မှာလဲကျွန်တော်အင်္ဂါနေ့မနက် sorry ကျွန်တော်တောင်ကြီးကိုခီးပြူမှာဖြစ်ကြောင်းအင်္ဂါနေ့ညနေမှာလဲတရက်ရက်နာမှာဖြစ်တယ်။အဲသို့တော်ညာလဲဗုဒ္ဓဂုဏီညနေ9နာရီ4နာရီခွဲမှာတော့ဒီဆာလန်ချမ်း7ခုမြောက်သောဆာလန်နေဆက်ပြီးကျွန်တော်နားထောင်သွားမှာဖြစ်တယ်။နောက်ကျွန်တော်လာမယ့်ပတ်37တောက်ကြစနေနေ့ရက်တာမှာကျွန်တော်အရက်ဆောက်နော်ကျွန်တော်ဒီအိမောက်နှစ်ချင်းတင်းတော်မှာကျွန်တော်နော် တရက်တာအတက်လောင်းနှစ်ရက်တာပြုလုပ်မှာဖြစ်တယ်ကျွန်တော်ရဲ့နှုတ်ကတော်ဝင်ငါမှာဖြစ်တယ်နောက်ပိုင်းကျတော့ဒီ page မှာအတင်ပြီးထားမှာဖြစ်ပါတယ်အဲ့ဒီမှာလည်းချွတ်ချစ်တော်ညီကောင်မများလာရောက်အနာထောင်နိုင်ကြောင်း retreat ဆိုဖြစ်ပေါ်ပြလို့တယ်ဒါကတော့တောင်ကြီးသာသနာနယ်ရဲ့နော်သူဖြစ်မြို့သားဌာနကပြုလုပ်တဲ့အစီအစဉ်မှာ အထူးပဲနှုတ်ကပတော်ဝေငှခြင်းဖြစ်ပါတယ်ဒါကြောင့်မြို့သားမြို့သမီးလူငယ်အားလုံးလာနိုင်တယ်အဲကျွန်တော်နောက်ပိုင်းမှာလည်းဒီ page ကနေအဲတင်ပေးထားမှာဖြစ်ကြောင်းနဲ့ဖော်ပြပေးလို့ပါတယ်ဒီကနေ့ယေရှုခွန်အားယူတဲ့ဓမ္မပရိသတ်အားလုံးကိုဖြတ်ရှင်တာပြီးကောင်းချီးပေးပါစေမြင့်သက်ခြင်းရှိပါစေစစ်တောင်းကောင်းချီးခံယူကြပါစို့ခမည်းတော်သားတော်သရှင်သောဝိညာဉ်တော်မှဆုဖြတ်ထံတော်ဘာမှကောင်းချီးဖြတ်ပြသည်ကျွန်တော်အားလုံးပေါ်သို့၎င်းမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့၎င်းယနေ့မွန်းနေ့ရှင်မြန်မာနဲ့ပတ်လည်၆သောသူများဘုန်းတော်ဝန်စားတဲ့သူရဲ့ချက်ရှိတဲ့မိသားစုတွေမြင့်သိမှုရခြင်းနဲ့တူကြည့်ရှုတဲ့ online ပြည်သက်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့ယနေ့မှစ၍ကာလအစင်းမြဲကောင်းချီးဖြာဖြာတက်ရောက်တည်ရှိတည်နေပါစေသောအာမင်ကျေးဇူးတင်ပါတယ်ကျေးဇူးတို့အားလုံးကိုဖြတ်ရှင်ကောင်းချီးပေးပါစေ။ငြိမ်သက်ချင်းရှိပါစေ။ကျွန်တော်ပြန်လည်တွေ့ဆုံကြပါစို့။